္ဓမြတ်စွာရဲ့ဘဝနဲ့ပတ်သက်ပြီးတော့လည်းပဲသတင်းကျွတ်လိုက်ပြီးနေဟာနေဒူးနေမြတ်လို့ဆိုရမှာပါ။ဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားဟာဖျားဖြစ်ပြီးတဲ့နောက်ခொနဝါမြောက်အချိန်ပိုင်းမှာတာဝရိဏနတ်ပြည်ကိုတည့်ပြီးတော့လေးနဲ့ခက်ခဲပြီးအလွန်တရာရှည်လျားတဲ့အဘိဓမ္မာတရားကို ရက်90ကြာအောင်ဟောပြောပြီးလူပြည်လူလောကကို ပြန်လီကြွချီလာတဲ့နေ့ဟာလည်းပဲသတင်းကြလာပြီးနေ့ပဲဖြစ်ပါတယ်ပါဠိစာပေမှာဒေဝရောဟဏနတ်ပြည်ကဆင်းသက်လာတဲ့နေ့လို့ခန္ဓာမယောက်တာဝရိန္ဒနတ်ပြည်ပင်လကတိပင်ကြီးအောက်မှာခင်းထားတဲ့ဤဆက်ညံ့ညောတဲ့ တရားမင်းကြီးထိုင်တဲ့ပန္ဓုကပလာကြောက်ရှာကြီးရဲ့ကြောက်နေရမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာရက်60ကြာအောင်တရင်သုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားကိုရှည်လျားစွာဟောကြားခဲ့တယ်။လူပြည်မှာဟောလို့ရှိရင် လူသားတွေဟာရက်60ကြာအောင် ထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူး။ဒါကြောင့်မို့လို့နတ်ပြည်ကိုယူပြီးတော့မြတ်စွာဘုရားအင်မတန်မှရှည်လျားတဲ့ အဘိဓမ္မာတရားတော်ရ90ကြာမြတာဝရိသာနတ်ပြည်မှာဟောဟောပြီးလို့ဒီကနေ့လို့သတင်းကြလာပြီနေ့အခါသမယမှာအဘိဓမ္မာတရားဟောကြအဆုံးသက်ပြီးဆုံးတဲ့အခါမှာလူပြည်လူလောကကိုပြန်ပြီးတော့ကြွလာအဲ့ဒီလိုကြွလာတဲ့အခါမှာခန္ဓာနာနာနဲ့စัจ java လာတိုက်တောင်းမှရှိကြတဲ့နတ်ပြည်မှာအပေါင်းကြီးခြံရံပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာ လူပြေကိုစောင်းတန်းကြီး၃ွယ်ကနေပြီးတော့တလန်းချင်းကြွလာတာပါအိမတ္တမထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်မှာပါတရားမင်းကြီးတို့ပြမမင်းကြီးတို့နတ်ပြမအပေါင်းတွေဟာဝဲရရှေ့နောက်ကခြံရံပြီးတော့မြတ်စွာဘုရားကိုလူပြေအပြန်မှလိုက်ပြီးတော့ပို့ကြတာ တကြမင်းကြီးရဲ့တာဝရင်သာနတ်ပြည်ကစောင်းတန်းဦးကနေပြီးတော့လူပြည်လူလောကသင်္ကတနဂရလို့ခေါ်တဲ့သင်္ကတမြို့မြို့တကားအနီးမှာစောင်းတန်းချေထင်ရှားပေါ်လာပြီးတော့ရွှေစောင်းတန်းငွေစောင်းတန်းဗရမယာစောင်းတန်းလို့အမတန်မှကြီးကျယ်ခမ်းနားပြီးတော့လှပဆန်းပြတဲ့လေကားကြီး၃ဆင်းပေါ့ ဆောင်းနှန်းတေကကြီး30မှာမြတ်စွာဘုရားသခင်ကိုရောမြတ်အလဲဆောင်းတန်းကနေပြီးတော့ဘုရားရှင်ကိုရောမြတ်ကြွချီတယ်။ဝဲရကတရားမင်းတို့ပြမမင်းတို့နတ်တွေပြမတွေကအလုံးကိုလိုက်ပါပြီးတော့မြတ်စွာဘုရားလူပြည်အပြန်မှာလိုက်ပြီးတော့ပို့ကြတာ။အဲ့ဒီလူပြည်အပြန်လိုက်ပြီးတော့ပို့တဲ့နေ့ဟာလည်းပဲခုလိုသတင်းကြွလာပြီးနေပဲဖြစ်ပါလူပြည်မှာရှိကြတဲ့ ဗုဒ္ဓမြတ်စွာဘုရားကြီးညိုကြတဲ့ဒကာတော်မတွေဗုဒ္ဓမြတ်စွာရဲ့တပိတ္တံဃာတွေအားလုံးဟာပရိသတ်အောဘနံအလွန်ချီးမားတဲ့သူတွေချီးမားလာတဲ့အလွန်မြောက်များစွာတန်းချီရှိတဲ့ပရိသတ်ကြီးဟာမြတ်စွာဘုရားကြွလာမဲ့ဆင်းတဲ့ရောက်ရှိလာမဲ့စောင်းတန်းခြေကနေပြီးသင်္ကတ္တနယ်တခွင်လူတွေအားလုံး ဟိုရာဇဂျိုတို့တာဝတိတို့ကစလူတွေအကုန်လုံးလာပြီးတော့မြတ်စွာဘုရားတာဝရိဏနတ်ပြည်ကဆင်းသက်မဲ့သင်္ကတကိုအလုံးလာရောက်ပြီးတော့စုစုယုံကမြတ်စွာဘုရားကိုလာရောက်ပြီးတော့ကြိုဆိုကြတာဒီကနေ့သတင်းကြလာပြီနေပဲအဲ့လိုကြိုဆိုကြတဲ့အချိန်မှာရှေ့ဆုံးကနေပြီးတော့မြတ်စွာဘုရားဆင်းကြွလာလို့ ဆောင်းတန်းလေကနောက်ဆုံးအဆင့်ကို ရောက်တဲ့အခါကျတော့ပထမဆုံးမြတ်စွာဘုရားကိုကျိုးစုံနှုတ်ဆက်ခွင့်ရတာတော့ရှင်သာရိပုတ္တရာဘုရားမြတ်စွာရဲ့အက္ခတာဝကပထမဆုံးတပည့်ကြီးပညာအရာမှဣတရေအရာဖြင့်ယာတုပေးခံရတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားကိုပထမဆုံးကျိုးစုံခွင့်ရပါတယ်ရှင်သာရိပုတ္တရာကမြတ်စွာဘုရားနဲ့တွေ့လင်တွေ့ချင်းနှုတ်ဆက်စကားဆိုတဲ့အခါမှာ နမေဒိဋ္ဌောဤတောပုပ္ပေနတုတောဥဒ္ဒကတ္တစီဧဝံဝေကုကတောတတ္ထာတုတိတာခဏိမာကတာတအံတော်ဩရှင်သာရိပုတ္တရာမထေရကအခုလိုနတ်မြမပိဋိတခြံရံပြီးတော့နတ်ပြေကနေလူပြေကိုအခုလိုကြွလာတဲ့ဟာမျိုးကိုတပိတော်ကိုယ်တိုင်ဘယ်တော့မှလည်းမမြင်ဘူးဘုရားတဲ့ဘသူစီကမှလည်းတည်နေမကြဘူးဘူးဆိုပြီးတော့အခုလိုကြွလာတာကိုယ်တိုင်မြင်လဲရတော့အနှုံးကိုပဲ ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်းရှင်သာရိပုတ္တရာမထေရမြတ်ကကျိုးစုံနှုတ်ဆက်ရင်မြတ်စွာဘုရားကိုလျှောက်ကြခဲ့ပါတယ်။အဲဒီလိုခန်းခန်းနာနာနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်တာဝရိန္ဒာနတ်ပြည်ကအဘိဓမ္မာဟောကြားပြီးတော့လူပြည်လူလောကကြွလာတဲ့နေ့ဟာယခုလိုသတင်းကြွလာပြီးနေပဲဖြစ်ပါတယ်။ဒါကမြတ်စွာဘုရားဘဝနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အမှတ်အသားတစ်ခုပါ။